ရီယိုအန်ယူဂျီသတင်းစင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ21ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရီသတင်းတွေဖြင့်ဝါရဟိုင်းရွာမှာတက်ဆွဲထားတဲ့စစ်တပ်စစ်ခွာထောင်ထားခဲ့တဲ့မိုင်းများနဲ့ဖျက်ဆီးခဲ့မှုများကိုရေဘလူးအဖွဲ့ဝင်ရောက်ရှင်းလင်း စစ်ကောင်မရှင်ရုံးမိုင်းဆိုင်ရာတာဝန်ထမ်းဆောင်သူတပ်သားတအုပ်ကိုဖမ်းဆီးရမိတဲ့သတင်းကိုတင်ပြပေးပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်ဝါရဟန်းကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်တပ်စုခွာသွားခဲ့ပြီးထောင်ထားခဲ့တဲ့မိုင်းများနဲ့ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ရေးဘလူးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းစစ်ကောင်မရှင်ရဲ့ခမရ968ခမရ983တပ်ရင်းတွေနဲ့ DKPA ပူးပေါင်းအဖွဲ့တို့ကဝါရဟန်းကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူ30ကျော်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။၎င်းစစ်ကြောင်းကိုရေဘလူးတပ်ဖွဲ့ကလိုက်လံပိတ်ဆို့ထားခဲ့တာကြောင့်စစ်ကြောင်းတစ်ခုလုံးရှေ့မတိုးနိုင်ဘဲပြန်လည်ဆုတ်ခွာသွားခဲ့တာလို့ဆိုပါတယ်။စစ်ကော်မရှင်တပ်ဆုတ်ခွာပြီးနောက်အော်တိုဝါလာ20ရက်နေ့မှာကျေးရွာအတွင်း၎င်းတို့ထောင်ထားခဲ့တဲ့မိုင်းများနဲ့လိုက်လံဖျက်ဆီးထားခဲ့တဲ့နေရာတွေကိုရေဘလူးတပ်ရင်းမှရဲဘော်များကဝင်ရောက်ရှင်းလင်းပေးခဲ့တယ်လို့သိရပါတယ်။စစ်ကော်မရှင်စစ်ကြောင်းကဖျက်ဆီးခဲ့မှုကြောင့် ဝါရဟိုင်းကျေးရွာစာတင်ကျောင်းအပါအဝင်ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဖော်ပြထားပြီးဖမ်းဆီးခံရတဲ့ပြည်သူများကတော့ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ဆိုပါတယ်။ထို့အပြင်အော်တိုဘာလ20ရက်နေ့မှာပဲရေးမြွနဲ့အာယူတောင်ကျေးရွာပြည်သူစစ်ကောင်းဆောင်လင်းဦးရဲ့လက်အောက်ခံတပ်တွင်ရုံမိုင်းဆိုင်ရာတာဝန်ထမ်းဆောင်တဲ့စစ်ကော်မရှင်တပ်သားမောင်မျိုးစော်ဆိုသူကိုရေးဘလူးတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ဒုတိယသတင်းအနေဖြင့် တောင်သာနှင့်နထိုးကြီးမြို့နယ်များတွင်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ6ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။အော်တိုဘားလ19ရက်နေ့မွန်းလွဲ3:45မိနစ်ခန့်တွင်တောင်သာမြို့နယ်ရုံးမင်ဖုန်ကြီးကျောင်းအနီးကိုစစ်တပ်က Jet Fighter ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာကလင်းငယ်တဦးကိုပွေ့ချီထွက်ပြေးသည့်မိခင်တဦးနှင့်အမျိုးသားတဦးသေဆုံးခဲ့ကြောင်းဒေသသတင်းများအရသိရပါသည်။အဆိုပါတိုက်ခိုက်မှုကြောင့်နောက်ထပ်2ဦးဒဏ်ရာရရှိခဲ့ကာနေအိမ်များပျက်စီးခဲ့တယ်လို့သိရပါသည်။ အလားတူအော်တိုဘလ19ရက်နနက်6နာရီခန့်တွင်နထိုးကြီးမြို့နယ်ပဲချက်ကျေးရွာကိုစစ်တပ်က74ဒီ3စီဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာဥကျော်နိုင်55နှစ်ဒေါခင်တန်းနု55နှစ်ဥခင်မောင်ဝင်း58နှစ်နှင့်ဒေါခင်တင့်62နှစ်တို့သေဆုံးခဲ့တယ်လို့သိရပါတယ်။စူပါတိုက်ခိုက်မှုအတွင်းမတ်ဂျူဂျူ10နှစ်နှင့်ဒေါ်ရွှေဝါထွန်း45နှစ်တို့အပြင်းထန်ဒဏ်ရာရရှိခဲ့ကာအင်ဂျီ6လုံးထပ်မင်းနဲ့ပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကစိတ်ကျမ်းမာရေးနဲ့စိတ်လူမှုဆက်ဆံရေးအထောက်အပံ့သင်တန်းပြုလုပ်တဲ့တရင်ကိုတင်ပြပေးပါမယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကအခြေခံစိတ်ကျမ်းမာရေးနှင့်လူမှုဆက်ဆံရေးအထောက်ပံ့သင်တန်းကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။စုံမထိန်ချုပ်နယ်မြေတနေရာမှာပြုလုပ်ခဲ့တဲ့အဆိုပါသင်တန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့တပ်မှုများတက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။သင်တန်းကာလအတွင်းစိတ်ကျမ်းမာရေးအခြေခံဘုဒ္ဓတာများအကျက်တဲကာလအတွင်းခန္ဓာကိုယ်ကတုံ့ပြန်ပုံများ အခြေခံစိတ်လူမှုဆက်ဆံရေးထောက်ပံ့ပေးခြင်းနည်းလမ်းများစိတ်ပိုင်းဆိုင်ရာပညာပေးခြင်းစိတ်ပိုင်းဆိုင်ရာကဏ္ဍဥပယုစုစောင့်ရှောက်ခြင်း PFA မိမိကိုယ်ကိုဂရုစိုက်စောင့်ရှောက်ခြင်း self care စတဲ့သင်ခန်းစာများကို theory and practical နဲ့တကွလေ့လာသင်ယူခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာယခုနောက်ဆုံးစီရင်တဲ့နေ့ဖြင့်လူစုလူဝေးရှိရာကိုစစ်ကောင်မရှင်ကပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်နေတာကြောင့်အလှူနဲ့မင်္ဂလာဆောင်ပွဲများပြုလုပ်ရာမှာဆင်ကျင်ကြဖို့ တပရင်ပအဖအတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။လူစုလူဝေးရှိတဲ့နေရာများကိုစစ်ကောင်မရှင်တပ်ကပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်နေတာကြောင့်ဘာသာရေးပွဲအလူမင်္ဂလာဆောင်ပွဲများပြုလုပ်ရမှာဆင်ခြင်ကြဖို့တပရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတိပေးထားပါတယ်။ယခုကာလအပိုင်းအခြားအတွင်းစစ်ကောင်မရှင်တပ်ကပြည်သူလူထုအစုအဝေးများရှိတဲ့နေရာများကိုပြစ်မှတ်ထားပြီးပါရာမော်တာ၁၁လေးဒီဂျက်ဖိုက်တာများဖြင့်ဘုံသီးချခြင်း လေကြောင်းတိုက်ခိုက်ခြင်းများကိုအဆက်မပြတ်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ထို့ကြောင့်အလူမင်္ဂလာဆောင်နဲ့ဘာသာရေးပွဲများမှာဆိုင်းဝိုင်းအငိမ့်ဇက်ပွဲများထည့်သွင်းဖျော်ဖြေခြင်းမပြုလုပ်ကြဖို့မြို့နယ်ပအဖပကဖပလာဖာတို့နဲ့သက်ဆိုင်ရာတာဝန်ရှိသူများရဲ့မျက်နှာစုံကြည့်အစည်းအဝေးကအော်တိုဘာလ၄ရက်နေ့မှာအတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။အဆိုပါထုတ်ပြန်ချက်အားမလိုက်နာဘဲဖောက်ဖျက်ကျူးလွန်ပါကကျူးလွန်သူရဲ့တာဝန်ဖြစ်ပြီး ထိရောက်စွာရေးယူဆောင်ရွက်သွားမယ်လို့အတည်ပြုထားပြီးလေချောင်းအန်ရဲ့အထူးကယူဆိုင်ဖို့တိုက်တွန်းလို့ဆိုထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Cashel နဲ့ Bread Photo ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ